င်ဆက်သူမဆန္နာပါဖြင်းရမှန်ဇလန်းကောင်းများနဲ့စိတ်ဝင်စားပွဲမှုခင်းဇလန်းကောင်းများကို နေ့စဉ်မပြတ်တင်ဆက်ပေးနေတဲ့အမန်ယူကျူချန်နယ်ကနေကြိုဆိုလိုက်ပါရရှင်ဒီနေ့မှာတင်ဆက်ပေးမယ့်ဇလန်းကောင်းလေးကိုလည်းခံစားနားဆင်အားပေးကြပါအောင်ရှင်ရင်နံချောင်းမြို့မှာ အသက်16နှစ်အရွယ်အပြိုမတအူအသက်ခံရမှုကြီးညအရောင်ကအမောင်တို့နဲ့ဦးဆိုင်လိုနေတယ် မိုးကတပြိုင်ပြိုင်ရွာတာမို့အေးထက်ကစိတ်ဝင်နေတယ်။ဒီရက်ကွက်လုံးအိမ်မောကြလေးရဲ့ရှိနေတယ်။မကြမီအိမ်ရှိလမ်းပေါ်မှာခွေးဟောင်တန်းကစူးစူးဝါဝါဟောင်နေတော့ဥဟောင်တိုက်ကအိယာကဖြက်ကနေလန့်နူလာပြီးအိမ်ရှိလမ်းမကြီးအပေါ်ကိုဓမီနဲ့ထိုးကြည့်လိုက်တဲ့လူနေရောက်စိတ်တကောင်ကိုဆွဲလာနေတာကို မြင်တွေ့ရတယ်။တခုတ်ပြို့တခုတ်တခုတ် ထိုတို့အော်ဟစ်တန်နေသူတရက်ကွက်လုံးတခိုးကိုဝိုင်းမိတာဖြစ်သွားရင်မင်းဘယ်သူလဲဆယ်ထွေးပါဘေးရွာကလဲဂုံမြင့်ရွာကပါရက်ကွက်ရုံမှာရက်ကွက်လူကြီးဦးကြည်ဝင်းကတခိုးကိုမေးနေတယ်တခိုးနေထိုင်နေရွာကလေးကစေးမေရက်ကွက်နေမစိမ့်မိဂုံမြင့်ရက်ကွက်မှာလာရောက်နေထိုင်ကြသူများလည်းရှိတယ်အကြောင်းအကြောင်းကို ထောက်ပြီးအမှုမလုပ်ကြတော့ပဲတခိုးကိုခံဝန်ချုပ်လောက်ကပြန်လှော့လိုက်တယ် ဦးအောင်တိုက်ကိုမျက်ထောက်နီနဲ့စိတ်စိတ်ကြည့်နေတဲ့ဆယ်ထွေးကိုဘသူမှတရီမပြူမိပြီနှစ်တွေအလီလီပြောင်းလို့နေပြီဆောင်းရသည်ရဲ့တခုသောမနက်ခင်းမှာဖြစ်တဲ့ဦးအောင်တိုက်ကစေးမေရွက်ကွက်နဲ့တမိုင်ကြောကြောဝီးတဲ့ရာမြေများမှာတောင်သူအလုံးနဲ့အတံမွေးဝမ်းကြောင်းပြုတ်ပြီးလောက်ကင်စားတောက်ရတဲ့ထိုနေ့မှာနှင်းမိုးများကတဖွဲဖွဲကြနေတဲ့ နှင်းပြောက်ရင်ဘဲနောက်ခင်းကိုပဲချောက်ကောက်ရန်ဦးအောင်တိုက်ရဲ့သမီးမားလဲလဲကနှီးတော်နေမှာပင်နံအိတ်ခွန်ကိုထည့်ပြီးအမေသမီးရခင်းထဲကိုပဲချောက်သွားကောက်မလို့ထို့သူနှုတ်ဆန်းလိုက်တဲ့သမီးကိုမိခင်ကသမီးသမီးကြိုက်ယူသွားအောင်လေထို့သူပြောလိုက်တယ်အမေသမီးဒီနေ့သမီးကြိုက်မယူတော့ဘူးစောစောပြန်လာမှာအေးအေးသမီး ဥအောင်တိုက်ဒေါ်မီမီခင်တို့ရဲ့တမီးအကြီးတောင်အပြိုကြီးဖားဖားဖြစ်လို့နေပြီအေးအေးဆေးဆေးနေတတ်ပြီးထင်းခွေလို့လေမိဘကိုလောက်ကင်ကျွေးမွေးသူဖြစ်တော့တည်ရလုံးကချစ်ကြရဲအမောဆိုတဲ့အရာမျိုးကလဲလဲအပေါ်မှာလုံးဝထားလို့မရှိကြဒီတော့ရတဲ့တော့လေမိဘများ စိတ်အေးရတဲ့တမီးအလောက်ကပြန်လာရင်ပါလာတဲ့ပဲချောက်များတလင်းမနေလန်းရအတွက်မိခင်ဖြစ်သူကကြိုတင်ပြင်ဆင်ရင်းကြံရီခဲ့တဲ့ ။ရွာတောင်ပိုင်းကလဲလေအသက်ခံရလို့တဲ့။မနက်မိုးတောက်ရံရောက်တာနဲ့အမင်္ဂလာစကားကတရက်ကွက်လုံးဟိုးဟိုးကြော်သွားရီ။ရက်ကွက်လူကြီးဦးကြည်ဝင်းနဲ့ရဲရာရှိများရောက်လာကြရီ။ဘဲနောက်ခင်အနီးရှိရိုးကြောက်တဲမှာမလဲလေအလောင်းကိုကြောက်ခဲများဖိပြီးတည်ဆုံနေတာကိုတွေ့ကြရရီ။မိခင်တော်မိမိခင်မှာ သာသမီဆိုတဲ့အပူမီကရင်မာပေါပွတ်ဆူနေပြီမိသည့်အပူမီနဲ့မှမတူ တောကဆိုတဲ့တန်ရောစင်နှောင်ကျိုးကရေပတ်ပြီးနှောင်ဖွဲ့ကနေပြီးနဘူးပြင်ကကြလာတဲ့ချွေးတီချွေးပေါက်များကိုပကုံးမှတင်ထားတဲ့တပတ်နဲ့အသာတုပ်ပြီးတကြောကြောငူကျွေးနေတယ်။မငိုပါနဲ့အမေရေကျွန်တော်တို့အမေသမီးအသက်ခံရမှုနဲ့ပတ်သက်ပြီးရေစခန်းမှာအမှုဖွင့်ပြီးအမြန်ဆုံးတရားခံကိုဖမ်းဆီးရမယ့်ရေအတွက်ကြိုးစားပေးပါမယ်။ရဲရရှိရဖြည့်တင်စကားတန်ကြားရတဲ့အခါ ကြလာတဲ့မျက်ရည်များအလိုလိုပြောက်သွားရပြီဝန္တာချင်းဆိုတဲ့ပီတိက အပူမီးကိုနှိမ်သက်လိုက်ပြီးမဟုတ်လားညောင်ကုတ်ကိုကျမစိန်ပန်းဆိုတဲ့တိရိပ်ဝါရီတို့နဲ့ဝန်းရနေတဲ့လက်မှတ်ကုံရေစကန်းကတိတ်ဆိတ်နေတယ် တကူသောအခန်းတနေရာမှာစကံမူကတာဝန်ဝေတရားများနေ့စဉ်ဖြစ်ပွားရေးအမှုများ မှုကင်းကြဆင်းရေးလုပ်ငန်းများတရားဥပဒေစိုးမိုးရေးနှင့်ရက်ွက်အေးချမ်းသာရာရေးများကိုလောက်ကင်နေသည်ဘူကြီးအလုံးလုံးနေရင်မှနှုတ်ဆက်လိုက်တဲ့အတန်စီကိုခေါင်းကိုမော်ပြီးကြည်လိုက်သည်တို့နောက်တော့ပြုံးရွှင်နေမျက်နှာထားနေလာလေးဦးကြည်ဝင်တို့တို့စည်းကြိုက ဦးကြည်ဝင်းနဲ့အတူပါလာတဲ့အမျိုးသမီးတဦးကိုပါနေရာပေးလိုက်တဲ့ကဲဘာကူညီရမလဲဦးကြည်ဝင်းကျွန်တော်တို့ဘေးမဲ့ရက်ကမားလဲလဲအသက်ခံရမှုနဲ့ပတ်သက်လို့ဟောဒီအမျိုးသမီးကအဖြစ်မှန်ကိုပြောပြခြင်းလို့ပါတဲ့အဲ့ဒါကျွန်တော်ဘိုးကြီးစီခေါ်လာခဲ့တာဒေါ်ကြီးရဲ့နာမည်ကဘလို့ခေါ်လဲဒေါ်ရွှေလပါအတော်သိတဲ့အတိုင်းအမှန်ကိုပြောပြပေးပါ ဟုတ်ဟုတ်ကဲ့ဒေါ်ရွှေလရဲ့မျက်နှာပြင်က ကြောက်ရွံ့ထိတ်လန့်ခြင်းများနဲ့ရောမွန်းလိုနေသည့်ရင်မာဖြစ်ပေါ်လာတဲ့ခံစားချက်ဝေဒနာများကအရေးပါမှာ တွေးထင်လိုနေသည့်ဂုံးမြင့်ဆိုတဲ့ရွာကလေးကအင်ဂျီ80မြားသာရှိတဲ့ရွာကလေးတစ်ရွာဖြစ်သည့်မီယိုဘလာတောင်သူအလုပ်ရိုးရိုးချင်းချင်းလောက်ကင်စားတော့သူများဖြစ်ကြသည့်တို့ရွာကလေးမှာဆယ်ထွေးနဲ့ဇနီးဖြစ်သူဒေါ်ရွှေလာတို့လည်းနေထိုင်ကြတယ်။ဒေါ်ရွှေလာကတောလောက်တောကင်ဖြစ်တဲ့ ပေါင်းတင်နှမ်းနှုတ်မြေပဲကူအဝိလျှော်တွေအလုတ်ကိုလောက်ကိုင်းနေဆဲထွေးကတော့အချိန်ရှိသမျှရွာရိုးကိုပေါက်လဲပြီးအရက်တော့ဖဲရိုက်နေတတ်သူဖြစ်တော့ဇေယိုက်ကကြမ်းတမ်းလာရီအတွင်းပီစားကလည်းလေးရင်လစ်တလို့ခိုးယူတတ်တယ်။ဒါပေမဲ့ဆဲထွေးနေပုံထိုင်ပုံကပိပိရီရီရှည်လာရီသူ့ရဲ့အတွင်ကအမြဲတမ်းနှုတ်ပြိုလက်ဆက်နေတဲ့ရုပ်ကအထင်သာတွေ့ရတယ်။တန်းရီမူတော့ကျွဲကိုပေါ်ဆိုသလို ။တနေ့တော့ဇနီးဖြစ်သူမရွှေလာကို ပြောပြလိုက်တဲ့စကားကလူအများတော်ဆက်ဆုပ်ရုံမုံဖွဲကြောက်ရွံ့ဖွဲရှိနေသည်မှာအမှန်မှာကြားရသူမှာ နားခလို့နေပြီဇနီးဖြစ်တော့လဲနားထောင်ရရှာရိမရွှေလာဗာလဲတော့ငါလေးမနေ့ကစေးမဲကအသက်16နှစ်ရှိတဲ့ကောင်မလေးတယောက်ကိုအရမကျင့်ပြီးတော့တက်ပြစ်ခဲ့တယ်ရှင်ရှင်ရက်ဆက်လာကြည်လားလူကြားလို့တော့မကောင်းပါဘူးတော့ မကောင်းဖြစ်မနေနဲ့ဟောဒီမှာကြည်ပါလားငကတ်တရံမှာဖြုတ်ယူခဲ့သေးတယ်ဒါရီရှင်မလောက်ပါနေဆိုမှတခုပြီးတခုကျူးလွန်နေတာတော်စမ်းမှာမိเจ้าမင်းရေခိမပြစမ်းနဲ့ညင်စကားဒီနေရာမှာရက်ဒီအကြောင်းရဲတိုင်ရင်တော့နင့်ကိုပါတက်ပြင်ပါမားရွှေလားဆက်မပြောကုန်တော့ပါရှင်ထဲမှာတော့မိခင်တက်ဦးပမာသာသမီချင်းကိုချင်းစာနာတတ်တဲ့စိတ်ကရှိနေကြတော့တည်ဆုံးသူအတွက်ဘယ်တော့မှ မေးလို့မရနိုင် ခင်မုံးဆိုတော့လေတေခတ်ပါလားမရွှေလားမရွှေလားအင်းကြီးချင်းဒေါ်လာမီခေါနေတန်းအောင် မကြမီဈေးလိုက်ဈေးလက်မှာညက်ပြီးမှိုင်နေတယ်ပြီးတော့မှဘာလဲဤဘာလဲဤလုံမနေနဲ့ရှင်းယောက်ျားဆဲထွေးလီဟိုဘက်ရွာကအမျိုးသမီးတောင်နေရနေပြီမထင်မှတ်တဲ့စကားကိုကြားရတာနဲ့မရွှေလားမှဒုတိယဆက်ဆက်တုံလာတယ်မြတ်ဝန်းကမျက်ရည်များတော်ဆိုးနေလားတဲ့ ငုံမနေပါနဲ့အေးနင်တိအောင်ငါလာပြောတာဟိုမှာနင်းယောက်ျားဆဲထွေးလာနေပြီငါသွားတော့မယ်ကြာနေတဲ့မျက်ရည်များကိုကြပြကြရတုပ်ပြီးနေလိုက်ရာရီမရွှေလမရွှေလဆဲထွေးကပစိုးတစ်ဖက်ကိုမပြီးအိမ်ဝိုင်းထဲကိုဝင်လာတယ်ပြီးတော့မရွှေလကိုတွင်တွင်ခေါ်ရီမရွှေလကစီးလိတ်တောက်တောင်မပြတ်ပြီးအော်ငါ့ကိုမခေါ်နိုင်မပြောနိုင်နေနေတာကိုအေး ငါနောက်မိတ်မယူလို့ငါ့ကိုနင်ကဒုက္ခပေးဖို့ကြံနေတာပေါ့လေမရွှေလာကဘာမှမပြောငြိမ်သက်နေတယ်ဆဲထွေးကအိမ်တွင်းထီရမှာထိုးထားတဲ့ဓားကိုယူပြီးမရွှေလာအနီးကိုရောက်လာတယ်မရွှေလာကကောက်ခနေထပြီးရွာလန်းတိုင်ပြေးပြီးရှောင်းတင်းရတယ်ကောက်ချစ်စင်းလေးတက်တဲ့ခင်မုန်းရဲ့အကြံကိုယခုမှသိသူမဟုတ် အချိန်ရှိသရွေမရွှေလာကိုမျက်ခြေပြန်မကန်သူ့ရဲ့လောက်ရအမြင့်လံမှာကြောက်တဲ့ ဒါကြောင့်ချော့တွေတစ်မျိုး၊ချောက်တွေတစ်ပုံ၊ဆဲထွေးနီးတွေသုံးပြီးမားရွှေလာကိုအပြက်ရှင်းရန်ကြံနေတယ်။ဒီတခါတော့မားရွှေလာတယောက်ရုပ်အမျိုးမျိုးဖြတ်ပြီးမိမိနေထိုင်တဲ့ရွာကလေးကနေဒေါ်လန့်အတိုင်းတက်တုပ်တုပ်ဆဲထွေးရံကိုကာကွယ်ရင်းဆဲထွေးတက်ခဲတဲ့အမှုကိုဖော်ထုတ်ရန်ရောက်လာခဲ့ခြင်းဖြစ်ပါရဲ့။အဲ့ဒါပါပဲရှင်။ဒေါ်လေးရဲ့အသက်အန္တရာယ်တော့မစိုးရိမ်ပါနဲ့။ကျွန်တော်တို့ကူညီပါမယ်။ တဲရက်ဆက်ရုပ်မာတဲ့လူပါလာဥကြည်ဝင်ဟုတ်ပါတယ်ဗျာအပြိုရွယ်လေးကိုအာရမကျင့်ကျင့်ပြီးတော့သူကိုယ်တိုင်တက်ပြီးဝိထားတဲ့ငကတ်ကိုတော့ဖြုတ်ယူခဲ့သေးတယ်ဆိုတော့ဒါရင်ဘယ်ကမလဲဗျာယခုဇနီးကိုပါသူတက်တဲ့အမှုဖော်မှာစိုးလို့အပြက်ရှင်းအောင်မယ်လေဒါကိုပြောတာပေါ်စကမ်းမှုရတရားကိုနတ်ဆောင်နေဆိုတာဘာပဲလှုပ်လှုပ်မကောင်းမှုဟာစိတ်괴ရာမရှိဘူးပြုထို့တို့ပြောပြီးဝမ်းတာပီတီဖြစ်နေကြရည် နားခွေညာတညာကောင်းကင်တစ်ခုလုံးမှာကျဲစုများကိုသာဟိုတစုဒီတစုတွေ့နေရဲ့ဂုံမြင့်ရွာကလေးမှာပြီးတော့ပြီးချိန်ဖြစ်တော့လူတန်းများကြားနေရဲ့ရွာနဲ့မလက်မကန်းမှာလက်ဖို့ကုံရဲစခန်းမှာစခန်းမူတန်းဝင်နဲ့ပြည်သူရဲတပ်ဖွဲ့ဝင်များလူကြီးတိတ်ချိန်ကိုစောင့်နေရဲ့ရွာတွေကလူတန်းများမကြားရတော့ဘူး နေမြန်ဖြက်လက်ပြီးဒူးစရိုက်များရဲ့အခြေအနေကိုရိပ်စားမိတဲ့နာယီဝနေတဲ့ဒူရဲအုပ်စိုးမြင့်က ရော်ရဲ့အပြင်ဘက်မှာသုံးမိန်အိမ်အဖီတဲမှာအိမ်မောကြနေတဲ့ဆယ်ထွေးကိုတွေ့ရတာနဲ့ပါလာတဲ့လက်ထိန်နဲ့ခက်လိုက်ရဆယ်ထွေးကအိယာကနိုးထလာပြီးဘာတူလဲဘာလောက်တာလဲကြုတ်ကိုလွတ်ပါထို့သူအရေးကြီးတော့ပြဖြစ်သွားရိပြန်ကုခံမှုအတွက်ဆယ်ထွေးကမလှုပ်တာတော့ ဆဲထွေးကမြုံမိနေတဲ့ငါးဘက်မှာဖြစ်နေပြီ။ငါပြုတ်မိတဲ့ရာဇဝဲမှုအတွက်ထိုက်တဲ့နဲ့ပြည်ထံမြောက်ကြာခံရတော့မှာပါလား။ထို့တို့တွေ့တော့ကတုံ့လှုပ်နေတယ်။1998ခုနှစ်ဆောင်းရာသီရဲ့ညနေစည်းစာအချိန်ဖြစ်တော့ရာသီဥရုကပွင့်လင်းနေတယ်။မြောက်ပြန်လေးညင်းများကတတွေ့တွေ့တိုက်ခတ်နေတယ်။ဆဲထွေးတယောက်မလုံမရှက်ရင်တလက်လက်ခုံးလျက်ရှိတယ်။ နှစ်ဖူးပြင်ကချွေးသီးများချွေးပေါက်များတွဲလို့ကြာနေတဲ့စိတ်တရံကကြောင်ရော့တုံလုံးနေဟန်မြင်တွေ့ရတဲ့မကွေးခရိုင်တရားသူကြီးရဲ့ဆဲထွေးကိုဖတ်ပြနေတဲ့အမိန်တန်ကတလုံးချင်းပြက်သားစွာပေါ်ထွက်လာတဲ့ပုံမ300နှစ်တိခါခွေးကိုကျူးလွန်နေတရားခံဆဲထွေးကို အပြည့်ရှိကြောင်းထင်ရှားတော့တေတံချမှတ်လိုက်သည်တရားသူကြီးရဲ့အတန်ကိုကြားရပြီးဆဲထွေးတယောက်ခေါင်းငိုက်ဆိုင်ကြသွားရီ မြန်ဝါမှာမျက်ရည်များလေးကြလာ၏ဆဲထွေးတယောက်မိမိပြူခဲ့တဲ့အပြင်များကို ကြားခံရုံမှတပါဘာမှမတန်နိုင်တော့စာရေးသူဆရာကြီးကိုလည်းကျေးဇူးတင်ပါ၏မှတ်ချက်ရေနံချောင်းမျိုးနေမှာပြည့်ရမှန်လူတက်မှုတစ်ခုဖြစ်ပြီးကရက်ကရှင်များရဲ့အမိကို ပြောင်းလဲပြီးတရားစင်ရေးသားထားပါ၏စာရေးသူဟုတ်ကဲ့ နောက်ထပ်တစ်ပုတ်အနည်းနဲ့ဆရာဝန်ကယ်လိုက်တဲ့တရားခန်းဆိုတဲ့စိတ်ဝင်စားဖွယ်ဖြည့်ရမှန်ဇလန်းလေးကိုလည်းဆက်လက်တင်ဆက်ချင်ပါသည်။ဆရာဝန်ဆိုတာက လူနာရဲ့အသက်ကိုကယ်ရတဲ့ပုံကိုဖြစ်တဲ့ဒါကလူတို့ရေဘူးရတိထားတဲ့အချက်ဖြစ်တဲ့ကျွန်တော်တွေ့ရှိတဲ့ဆရာဝန်ကတော့တရားခန်းတယောက်ထောင်ကျသွားတာကိုလွတ်မြောက်အောင်ဆောင်ရွက်ပေးခဲ့သူဖြစ်ကြောင်းတွေ့ရှိရသည်။သူဆရာဝန်က အဲ့ဒီနေ့ကနေ့လယ်တနားခွဲလောက်မှာကျွန်တော်ရေကြော်စီရရေရွှေတိုးရေမူးမြစ်ထဲမှာရေချိုးနေကြရတယ်။ဒေါ်လေးဒေါ်ပန်ကကျွန်တော်တို့နဲ့မနီမဝေးရာခင်းထဲမှာပေါင်းတင်နေတယ်။ဒေါ်ပန်ကဥဆန်အောင်ဂျုံခင်းဘက်ကကဲကြပါအောင်ကဲကြပါအောင်အတန်ကြားတယ်။မောင်ရေးစော်တို့တွားကြည့်စမ်းလို့ပြောလို့ကျွန်တော်တို့၃ယောက်ဥဆန်အောင်ဂျုံခင်းဘက်ကိုတွားကြည့်ကြတယ်။ လေးလေးစိန်လွင်ကိုဂျုံကင်းပေးရေမြောင်းထဲမှာလေပင်တန်ရာနဲ့သူ့ရိုက်ထဲမှာလင်းနေတာတွေ့ရပြီကျွန်တော်ကလေးလေးကိုဘသူသားနဲ့ခုတ်တာလဲလို့မေးတယ်လေးလေးစိန်လွင်ကအေးမြင့်ခုတ်တာနဲ့အေးမြင့်ခုတ်တာအေးမြင့်နဲ့ချင်းတွေ့ပြီးဓာနဲ့ခုတ်တာလို့ပြောတယ်တက်တဲ့အမတ်တဲ့မောင်စောကပြမှုဆိုင်ရာဥပဒေပုံမှန်300နှစ်နဲ့စကိုင်းတိုင်းတရားရုံးမှာတရားခဏ်အဖြစ်ဆွဆွဲခံနေရတဲ့မအေးမြင့်ရဲ့အမှုမှာထွက်ဆိုချက်ပေးခဲ့တယ် မောင်ရည်စော်ရဲ့ထွက်ဆိုချက်မှာပါရှိတဲ့တေသူဥစိန်လွင်က၎င်းမသေးဆုံးမီမောင်အီးစော်ကို၎င်းကိုဓာနေခုတ်သူမှာရီစားဖြစ်သူမအီးမြင့်ကချိန်တွေ့နေရကခုတ်ချင်းဖြစ်ကြောင်းပြောဆိုချက်ကတေသူရဲ့ဒေကနီထွက်ဆိုချက်ဖြစ်တော့တတိကံဥပဒေပုံမှာ30နှစ်တိအရာတတိကံဝင်နဲ့ထွက်ဆိုချက်ဖြစ်ပါရိအမှုစစ်ဆေးတဲ့စကိုင်းတိုင်းတရားရုံးက ၎င်းအမှုကို ပြစ်မှုကြီးအမှတ်ဇက်ခွန်မြင့်ဆောင်90အဖြစ်လက်ခံစစ်ဆေးပြီးမအေးမြင့်ကို ပြစ်မှုဆိုင်ရာဥပဒေပုံမှ302အရာအလုံးနဲ့ထောင်တန်း9နှစ်ကြာခံစေရန်အမိန့်ချမှတ်ခဲ့သည်မအီမြင့်ကအစိုးပါအမိန့်ပေါ်မကြေနပ်လို့တရားရုံးချုပ်ကိုအယူခံမှုတင်သွင်းရာတရားရုံးချုပ်ကပြစ်မှုဆိုင်ရာအယူခံမှုအမှတ်135မြင်းဆောင်90နှစ်လက်ခံကြားနာခဲ့ရမှာ အမှုတစ်ခုလုံးမှာအဓိကအားဖြင့်မောင်အေးစောရဲ့ထွက်ဆိုချက်အရာတေသူကတေကန်ဒီပြောဆိုချက်ကို ကြားသိပါတယ်ဆိုတဲ့အချက်သာရှိတော့ဒီအချက်ကိုလေအတူသွားသူများကထောက်ခံမှုမရှိတော့တရင်းနဲ့ချင်းချင်းစီစီရန်လိုအပ်ပေတယ်။ထို့သူစီစီပါကတေသူမောင်စိန်လွင်ကတေကန်ဒီမှာအမှန်ပဲတရင်းရှိသလားစကားပြောနိုင်သလား စကားပြောနိုင်ရင်လေ၎င်းကိုမအေးမြင့်ခုတ်ပါလေဆိုတဲ့စကားကိုသတိရှိစဉ်ပြောနိုင်သလားဆိုတဲ့အချက်များကိုကြည့်ရှုရမေးထို့သို့သုံးသပ်ပြီးမူလတရားယုံစကိုင်းတိုင်းတရားယုံကိုပြစ်မှုဆိုင်ရာကျင့်သုံးဥပဒေပုံမှာ428အရသက်သေဆရာဝန်ကိုတေသူရရှိတဲ့ဒဏ်ရာကြောင့်အော်ခေါ်နိုင်တဲ့အခြေအနေရှိမရှိဒဏ်ရာရပြီးပြီးချင်းအော်ခေါ်နိုင်မှာက ဆက်လက်ပြီးတတိရှိမရှိတတိရှိသေးပါက စကားပြောနိုင်ခြင်းရှိမရှိ စကားပြောနိုင်မှာကလေတတိနဲ့ရှင်ပြီးအမှန်အကန်ပြောဆိုနိုင်ခြင်းရှိမရှိတို့ကိုထုတ်ဖော်မေးမြန်းတဲ့တတ်သိခံချက်များကိုရယူပြီးအမှုတွဲနဲ့တကွပြန်လည်တင်ပြရန်ညွှန်ကြားခဲ့ပါရီအစိုးပါညွန်ကြားချက်အရာတက်သည့်ဇာဝင်ဒေါမင်းမြင့်ဆန်းကိုသခိုင်းတိုင်းတရားရုံးမှာပြန်ခေါ်စစ်ဆေးခဲ့ရာဇာဝင်က အလောင်းရဲ့လေးဘင်းမှာညာဘက်မှာအလျားလေးလက်မှာအနံ့နှစ်လက်မှာပြက်ရတန်းရတကုအတွင်းကြွက်သားများအထိနတ်တဲ့တန်းရသွေးကြောမကြီးပြက်နေတဲ့တန်းရမှာမုတ်ချသေးစေနိုင်တဲ့တန်းရဖြစ်တယ်လို့ဖော်ပြထွက်ဆိုခဲ့ပါတယ်။သေသူရရှိတဲ့တန်းရကြောင့်အော်ခေါ်နိုင်တဲ့အခြေအနေမရှိပါ။ထို့အချိန်မှာသေသူအနေနဲ့သတိရှိနိုင်မှလည်းမဟုတ်ပါ။သေသူအနေနဲ့စကားပြောနိုင်မယ့်အခြေအနေလည်းမရှိပါ။ တေတုအနေနဲ့ဒံယာရရှိပြီးနောက်ချက်ချင်းပဲအခင်းဖြစ်နေရမှာတည်ဆုံးနိုင်မယ့်အနေအထားဖြစ်လို့မြည်သည့်စကားမှာပြောဆိုနိုင်မယ့်အခြေအနေလုံးဝမရှိပါဆိုပြီးထွက်ဆိုသွားပါကြောင်းစကိုင်းတိုင်းတရားရုံးက အမှုတွဲနဲ့တကွတရားရုံးချုပ်ကိုဆရာဝန်ရဲ့ထွက်ဆိုချက်ကိုပြန်လည်တင်ပြပေးခဲ့ပါတယ်။ဤထွက်ဆိုချက်ကိုလက်ခံရရှိတဲ့အခါတရားရုံးချုပ်က1992တလပိုင်း 28ရက်နေ့မှာအယူခံတရခံမအီးမြင့်အပေါ်မှာ အမိန်ချမှတ်ရာမှာဤအမှုက မျက်မြင်သက်သေမရှိတေသူကမသေးမီပြောစကားအရာတည်ရဲ့ဆိုသူရဲ့ထွက်ချက်တာတရခံပေါ်မှာအ धिक ညီဆွမ်းချက်ရှိတဲ့အခြေအနေမှာတေသူကလယ်ဘေးမှာဒဏ်ရာရရှိပြီးနောက်အော်နိုင်ပြောနိုင်တရိယနိုင်စရာအကြောင်းမရှိတော့ဘဲနေရာမှာပဲတေဆုံးရမယ့်ဒဏ်ရာရရှိခဲ့ကြောင်းကျွမ်းကျင်သူဇယဝင်ရဲ့ထွက်ဆိုချက်အရာ ပေါ်လွင်နေတော့တေသူပြောစကားအရာသိရပါတယ်ဆိုတဲ့မောင်အီးစောလိုပြတိရဲ့ထွက်ဆိုချက်မှာတန်တရားဝင်စရာရှိနေပါတယ်၎င်းရဲ့ထွက်ဆိုချက်မှာအပလေတခြားမြင်သည့်တဲ့တတ်တည်သော၎င်းတေသူကိုတတ်တဲ့လက်တွေမှာတရားခံမအေးမြင့်တာဖြစ်ရမယ်ဆိုပြီးတတိချကောက်ယူနိုင်လောက်တဲ့ဂွင်းဆက်မပြတ်တဲ့တတ်တည်ခံချက်သော၎င်းအခိုင်မာမရှိတာနဲ့အမျှဤအမှုမှာအယူခံတရားလိုမအေးမြင့်ကိုတန်တရားအကျိုးကိုခံစား권ပြုရမယ် ထို့ကြောင့်ဤအယူခံမှုကိုခွင့်ပြုပြီးအယူခံတရားလိုမှအေးမြင့်ကိုစကိုင်းတိုင်းတရားရုံးကပြစ်မှုဆိုင်ရာဥပဒေပုံမှ302အရာအလုံးနဲ့ထောင်ဒဏ်9နှစ်ကြာခံစီရန်ကြားမှတ်ခဲ့တဲ့အမိန့်ကို ပေးဖြတ်ပြီး၎င်းကို အမှုကနေအပြည့်ပြတ်လွတ်ကြောင်းအမိန့်ချမှတ်လိုက်တဲ့ထို့သူဆုံးဖြတ်ခဲ့ပါတယ် ထို့သောတရားရုံးချုပ်မှတရားခံမအေးမြင့်ကိုလူတက်မှုနဲ့အပြည့်ပေးရန်တန်တရားရှိနေတဲ့အမှုမှ အပြည့်ပြတ်လူကြောင်းအမိန့်ချမှတ်နိုင်ခြင်းကတသည်ဇာဝင်ဒေါ်မြင့်မြန်ဆန်းရဲ့ထွက်ဆိုချက်အရာဖြစ်ကြောင်းတွေ့ရှိရသည်တတ်တေဟူသည်အကြောင်းအမျိုးမျိုးကြောင့်တရားရုံးမှာတတ်တေဖြစ်အစိခံရမှာတရားခံအပေါ်လိုရင်လိုသလိုမလိုရင်မလိုသလိုလူတို့ပူလျော့အစိခံချက်ပေးတဲ့ကြလီရာ ထိုထွက်ဆိုချက်မှန်မှန်မှန်စိတ်ချယုံကြည်နိုင်စရာရှိမရှိတို့ကို အထူးဂရုပြု စီစစ်သုံးသပ်ရန်မှာအမှုကိုစီရင်သူ ဆုံးဖြတ်သူတရားသူကြီးရဲ့အဓိကတာဝန်ပဲဖြစ်ပါရယ်ထို့ကြောင့်အထက်အယူခံယုံတရားယုံကြုံတရားသူကြီးအနေနဲ့မိမိအမှုစီရင်ဆုံးဖြတ်ရာမှာလိုအပ်မယ်လို့ယူဆတဲ့အချက်များကို ပြည်မှုဆိုင်ရာကျင့်သုံးဥပဒေပုံမှာ428အရပြန်လည်စစ်ဆေးရန် မူလယုံဖြစ်တဲ့စကိုင်းတိုင်းတရားယုံကိုပြန်လည်စစ်ဆေးဆောင်ရွက်စီပြီးမှအမှုကိုစီရင်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါရစစ်ဆေးခံရသူတတ်သိဆရာဝန်ဒေါ်မြင့်မြန်ဆန်းအနေနဲ့လေမိမိရဲ့ဆေးပညာတွေးရှိချက်နဲ့အညီအချင်းဖြစ်စဉ်ကဓာတ်ခုတ်ခံရသူရဲ့အခြေအနေကိုပြည်ပြန်တိကျစွာ ထွက်ဆိုပေးသွားခြင်းနဲ့တရားသူကြီးကတေသူကမသိမီမှာ၎င်းဓာတ်ခုတ်ခံရခြင်းနဲ့ပတ်သက်ပြီးမအေးမြင့်က ချင်းပြီးဓာတ်နဲ့ခုတ်ပါရဲဆိုပြီးပြော့သွားရဲဆိုတဲ့တတ်တဲ့မောင်အေးစော်ရဲ့ထွက်ဆိုချက်မှန်မှန်မှန်ကိုမှတ်ကြောက်တင်ချိန်ထိုးသိရှိနိုင်ပြီဖြစ်တဲ့သူဖြစ်၍ဇေယဝင်ကမိမိတဲကျွမ်းနဲ့ဈေးပညာနဲ့လူနာရဲ့အသက်ကိုကဲတင်သီးတာမကပြင်မှုနဲ့ဆွဆွဲခံရတဲ့တရားခံရဲ့ပြစ်ဒဏ်ချမှတ်ခြင်းခံရတဲ့ဘီဒုက္ခကိုလေကဲတင်ခဲ့သူလို့ဆိုပါကလွန်အပ်မထင်ခဲ့ပါစာရေးသူဇေယကြီးကိုလေဂျေဇူးတင်ပါရီ ဟုတ်ကဲ့ဇလန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါတယ်ရှင်။နားစင်အားပေးကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုဂျေဇူးတင်ပါတယ်ရှင်။